အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football ရဲ့ live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ international break လေးရောက်ပြီဒါကျွန်တော်ဒီနေ့ညရဲ့ဒါကျွန်တော်နောက်ဆုံး video ကိုတော့ကျွန်တော်ရဲ့အသင်းဖြစ်တဲ့ Tottenham Hotspur အသင်းနဲ့ဒါကျွန်တော် view နဲ့တူဒီနေ့ညချမ်းလေးကိုတော့ကျွန်တော်ရဲ့နှုတ်ဆက်ခြင်းပေါ့နော်အဲ့တော့ Tottenham Hotspur recap ကိုတော့ဒါကျွန်တော် computer ကြီးကြည့်ကြမလို့ကိုအသင်းကြောင့်လည်းကိုလည်းကောင်းကောင်းကြီးသိနေကြကျွန်တော်ရဲ့အမြင်တွေကျွန်တော်ရဲ့အတွေ့အကြုံကိုကျွန်တော် ပြပြခြင်းတာဖြစ်တယ်ပေါ့နော်အဲ့တော့ စပါတင်နေတာကျွန်တော်တို့ဂျာရဲကျွန်တော်တို့ဟိုဂျာရဲမှာကန်ခဲ့တဲ့ကိုဘဟိကန်နဲ့ပွဲစဉ်မှာကျွန်တော်တို့ဒါဂိုးပြန့်အနိုင်ရရှိခဲ့တယ်ဒီညမှာကျွန်တော်4-0ဆိုတဲ့ရလနဲ့ဘာတကယ်ကိုတယောက်ယော်နေထားမှာတခုခုလုံးပြနိုင်ခဲ့တယ်ဒီမှာပါတယ်လက်ရှိမှာတော့ကျွန်တော်တို့ပရီးမီးယားလီဂ်မှာတော်တန်ဟော့စပါတင်နဲ့အင်္ဂွဲမှာရှုံးနေခြင်းတွေကိုရပ်တန့်ခဲ့ပေမဲ့နိုင်ပွဲတော့ပြန်ပြီးတော့ရှာနိုင်ခဲ့တဲ့အနေထားမှာတော့မရှိသေးဘူးဒါပေမဲ့ခုနပြောလိုပဲခြေနဲ့ရမှာပို့လို့ပဲပြောမှာဘုနောဘာမှမတတ်နိုင်အဲ့တော့ ဒီနှစ်ပွဲဒီတစ်ပတ် recap spa ပြည်သက်တရားနေနဲ့ feeling ရပါပြီကျွန်တော်မနိုင်ပါကျွန်တော်တို့တင်သွားခြင်းနဲ့ direction အခုချိန်ကြီးကျွန်တော်ဘာမှမသိသေးဘူးအသေးနေနဲ့အခုလက်ရှိမှာနီးပြကတိုက်စစ်ကို improve လုပ်ချင်တာလား cancel ဘိုင်းကိုကောင်းအောင်လုပ်ချင်တာလားကွင်းလေဘိုင်းကတကယ်ကို solid ဖြစ်မှာလား ကျွန်တော်ပြောပြရလက်ရှိမှာဒါကျွန်တော်တို့သူများတင်းနေတယ်သူတို့ဘာဖြစ်ချင်လဲဆိုတော့ at least progressive ရာတည်ရတာမှာပါဒီလိုမျိုးလမ်းပြောင်းပြီးတော့လက်ရှိမှာနှစ်သိန်းရှိတယ်လစ်ဗာပူးနဲ့ Tottenham Hotspur တင်းလို့မြင်တယ်လစ်ဗာပူးကသူ့ဟာသူထားပါတာကျွန်တော်တို့ကမနစ်က Premier League Champion ရတာတင်းမလို့ကျွန်တော်နေဘာမှသိပြီးမပြောလို့ဒါပေမဲ့လက်ရှိမှာကျွန်တော်တို့အနေနဲ့ဒါကျွန်တော် Ash Poster Coglue ရဲ့ဒါကျွန်တော်တို့လောင်ရိတ်အောက်ကနေကျွန်တော်လွတ်ဖို့အတွက်ဒီနေ့မှာဒီနှစ်မှာဒါကျွန်တော်တို့နီးပြတဲ့ပြောင်းလဲခဲ့တယ်ကျွန်တော်ကိုယ်လည်း personally ရ favorite ဖြစ်တဲ့ Thomas Frank ကိုပြောင်းလဲခဲ့တဲ့အချိန်မှာ တော်မဖရောင်ကျွန်တော်အကြိုက်ဆုံးကပါလဲဆိုတော့ brandfood မှာသူ့ရဲ့ identity ကသူ့ဒီဒါကျွန်တော် adaptable ဖြစ်တယ် flexible ဖြစ်တယ် identity ကိုထိန်းထားနိုင်ပြီးသူ့ရဲ့ရွေလျားမှုတွေကတော်တော်လေးကိုကောင်းနေပြီးပြမလို့ကျွန်တော်တော်တော်လေးကိုသဘောကျတယ်ပြောချင်တာဗျ brandfood အနေနဲ့နောက်တန်း3ရောက်ပဲပြောပြောင်း4ရောက်ပဲပြောသူ့ရဲ့ philosophy ကဒီတိုင်းပဲဒီနေ့မှာ counter transition ကိုမြန်မြန်ဆက်ဆက်သွားမယ်ဘောလုံးကိုကင်တင်ကင်မယ်လှုပ်တင်လှုပ်မယ်တက်ချန်ဂိုးတွေပါလို့သူ့ကိုတင်လှုပ်မယ်ဆိုတော့ပုံစံမြင်ရတယ်အဲ့တော့ လက်ရှိမှာ Total Hotspur အသင်းကိုဒါကျွန်တော် Premier League 17ပွဲကင်နေ17ပွဲကင်နေဒါကျွန်တော်တို့ပြည်တွင်း League ဒါကျွန်တော် Total 2ပွဲကင်နေပြီးဒါကျွန်တော်တို့ Champion League 3ပွဲ4ပွဲ8ပွဲ4ပွဲကင်နေတဲ့အချိန်မှာကျွန်တော်အနေနဲ့အခုချိန်လေးဒါပုံမှန်လေခမောက်လည်းမတိကြောက်လို့ကျွန်တော်လောင်းရတယ်ကျွန်တော်ပဲဥမာလက်ရှိမှာနောက်ဆုံးပြကျွန်တော်လက်ရှိဒါ Mauricio Pochettino နောက်ပိုင်းရဲ့နှီးပြတွေမှာဒါရောက်လာခဲ့တဲ့ပထမဦးနှီးပြ Jose Mourinho Jose Mourinho ဒီဒါ defensive mindset ဖြစ် counter transition ကို Harry Kane နဲ့ Son Heung-min ကိုအသက်ပြုတ်ပြီးတော့အသင်းစီကနေတွားတာကိုကျွန်တော်မြင်ရတယ်ပရိုဂရက်ဆစ်ကယ်ရီတွေပါညာတာအပြည့်အဝမြင်ခဲ့ရတယ် ပြည်ပြည်တော့ကျွန်တော်ဂျိုဆင်းမော်ရီညိုထွက်သွားခဲ့ပြီးရနေမှာနူနိုအက်စပယ်တူဆန်တုစ်နူနိုအက်စပယ်ဆန်တုစ်ကခံစေအသားပေးဗက်တိုက်ဆက်ကဂိုးတွေအလောင်မရအောင်โอเคကျွန်တော်တို့အဲ့ဒီလည်းနားလေသေးတယ်ပြည်ပြည်တော့ကျွန်တော်တို့ဂျားထဲမှာဒါကျွန်တော်တို့နူနိုအက်စပယ်တူခံပြီးတော့အန်တိုနီယိုကွန်တီ3ဘက်ဖော်မေးရှင်းကိုမှခံစေကိုမှကောင်တာထရန်ဇီရှင်နဲ့ဝင်းဘက်တွေနဲ့ယုံမယ်ဆိုတဲ့ပုံစံမျိုးသွားတယ်ဒါလည်း philosophy ကနားလေအန်စပတ်တက်ကော့ဂလူဟိုင်လိုင်းအပြည့်နဲ့လက်ရှိမှာတိုတန်ဟော့စပါတင်ကို attack 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 တိုက်စစ်ကြီးပဲသွားမှာအဲ့တော့လက်ရှိဒါကျွန်တော်တို့ total ဒါပွဲ20လောက်နီးနီးရောက်လာတဲ့အချိန်မှာ တော်မဲ့ brain ရဲ့လက်ရှိ spot သင်းပေါ်သွားခြင်းနဲ့ identity ကခုချိန်ထိရှာမတွေ့သေးဘူးအဲ့ဒါကယာတီဆမှာတော့ hope be hate ဆိုတဲ့ဥစ္စာကိုလက်ခံလို့ရမယ်အခုလက်ရှိမှာတော့တော်တော်လေးကိုပြဿနာတစ်ခုဖြစ်လာခဲ့ပြီ အခုချိန်လေးကျွန်တော်တို့အသင်ကခံစစ်လုံအောင်ထိမ်းပါလား counter progression တွေနဲ့သွားပါလား overlap run တွေကိုဒါ fullback တွေစီကနေမြုံအောင်ပါလားကိုယ်လည်းကိုဘ ਹੁ ချက်ပြုတ်ပြီးဆော့ပါလားတိုက်စစ်တွေမှာလည်းကျွန်တော်တို့ဒါဘဒူတွေကိုဒါကျွန်တော် center forward ပုံစံမျိုး short strike အခုချိန်ဒီ Thomas Frank ကသူဘာဖြစ်ချင်လဲဆိုတာကိုနားမလည်သေးဘူးလို့သူကသူယူဆရတယ်။ဒါပေမဲ့ဒီနေ့မှာကျွန်တော် personal တူတယောက်ထဲမြင်ရပြောမယ် Thomas Frank တယောက်ထဲမှာလည်းအပြစ်မရှိဘူး။ စပါးသိတယ်လက်ရှိမှာ injury နဲ့ပတ်သက်ပြီးဆိုရင်တကယ်ကိုကတ်ဆိုင်တဲ့အသင်းတွေတော်တော်လေးပြောလို့ရတယ်မော်ရီချိုပိုချက်တီနိုခစ်ခဲ့ကအခုချိန်ထိတော်တန်ဟော့စပါးသိနေတာကြောင့်သူများအသင်းတွေတဲ့ဆိုင်ဒါအမြဲတမ်းလိုလို injury ridden ဖြစ်တယ်ပြဿနာသူများအသင်းလေ injury ဖြစ်တာပဲကိုတည်းဗျာဘာလို့မသိတာသူတို့အသင်းမှာလူရှိလို့စပါးအသင်းမှာလူမရှိလို့စပါးအသင်းတကူလက်ရှိမှာခန်းစင်ပိုင်းတနီယာခန်းစင်ပိုင်းဆနာဘတ်တီနီယာကလွင်ဖူဘတ်မှာလည်းနီယာပြည့်မရှိဘူးကျွန်တော် LB နဲ့ RB နီယာမှာ Destiny Udogi Pedro Poro Dejaspens ၃ယောက်ကလွင်ကျွန်တော်မှာဘာလို့မှမရှိဘူး ကံကောင်းတာဒီ၃ယောက်ထက်ကတော့တယောက်ပဲအမြင်နဲ့နာပြီးဖြစ်ပြီး၂ယောက်လုံးတစ်ပြိုင်နဲ့နာတဲ့ပုံစံမျိုးမရှိဘူးအကိန်း၂ယောက်လုံးတစ်ပြိုင်နဲ့နာတဲ့အချိန်ကျရင်တော့မီကီဗန်ဒါဗင်ဂျီကိုဖူးဘက်ကြီးကိုခင်ဗျားတို့မြင်ရအောင်မယ်လို့မြင်နေစပါးတင်မှာကန်စစ်နေရာမှာပေါ်ပြီးကွေးလယ်ဘက်မှာဆို DM နေရာမှာပါလီညာကလွှဲပြီးဘယ်သူမှမရှိဘူး CM မှာတော့ပုံလို့ပေါ့နော်လက်ရှိမှာဒါကြောင့်ပက်ပေးစာရှိမယ်ဒါကျွန်တော်တို့ Lucas Bagway ရှိမယ်ဒါကျွန်တော်တို့ ဒီလိုကစားသမားတွေဒါ AM မှာလည်းလက်ရှိမှာဒိုင်ယန်ကလူကစားသမားတွေကျွန်တော်ဘာမှမရှိစားပြီးဆင်မွန်စ်ကလွင့်တိုင်စစ်တောင်မှမှာလက်ရှိမှာလက်ဖွင့်မှာဒါအူရိုပတ်လေးရတာမျောလင်းချက်ဒီ recap မှာအားရဆုံးပြောပါဆိုကျွန်တော်အနေနဲ့ဝစ်ဆန်အူရိုပတ်ပဲ အိုဒိုဘက်နယ်ခုလက်ရှိသူ့နိုင်ငံပွဲစဉ်မှာကောလက်ရှိသစပါးနယ်ပွဲစဉ်မှာတဖြည်းဖြည်းနဲ့ကောင်လီက confident အားတက်လာခဲ့တယ်ဝစ်ဆဲအိုဘယ်ဘက်နယ်ဒါတော်တန်ဟော့စပါတင်ဒါကျွန်တော်တို့လက်ရှိ Manchester United နဲ့ပွဲစဉ်မှာသူ့ရဲ့လူစားဝင်လာမှုကအသင်းပေါ်ကို impact ကြီးကြီးမားမားကြီးတော်တော်လေးကိုဝင်လာခဲ့ပြီလို့ပြောလို့ရမယ်တမပါတယ်တော်တန်ဟော့စပါတင်နဲ့ Richard Lee စင်ရဲ့ twin ကသူ့ရဲ့ confidence ကိုပုံမူပြီးမြင့်တယ်မလားနောက်ဆုံးမိနစ်ကျွန်တော်တို့ပေးလိုက်ရတဲ့ twin ကြောင့်ပို့ပြီးတော့ရိုးဆိုးရိုးသွားမလားဆိုတာကိုဆိုးရိုးသွားမလားဆိုတာကိုတော့ကစားသမားအဲ့တော့ တေချာတကူကကျွန်တော်အနေနဲ့ Richard Leeson ပေါ်မူတည်ပြီးတော့ဒါကျွန်တော်ဒီနောက်ပိုင်းပွဲစဉ်တွေမှာကြည့်တဲ့ recap ပေါ်မူတည်ပြောမယ် Richard Leeson ကျွန်တော် Benny နဲ့မှ Gamble မလို့သိမှုကျွန်တော်ပြောချင်တာကကိုပါဟီဂင်နဲ့ပေါ်မှာသူ့အနေနဲ့သူဒီ penalty ကန်သွားတာကျွန်တော်နားလေတယ်ဒါပေမဲ့ခုနကပေါ် Dane Scarlett သူရသွားခဲ့ Dane Scarlett ကိုပေးကန်မှုနေထားမှရှိဒီနေရာမှာ Son Heung-min သာရှိခဲ့မယ်ဆိုရင်သူက Dane Scarlett ကိုပေးကန်မှုနေထားမှရှိလို့ကျွန်တော်အနေနဲ့မြင်နေတုံးကိုရပြီဗျ Richard Leeson ကိုမတဲ့နဲ့လည်းရတယ်ဆိုရင်နေထားမှရှိအဲ Richard Leeson တန်နဲ့တိုင်တိသွားဘူးလေးကိုသွင်းတာပြီးတိုင်တိသွားတယ်ငါးကိုပြရမယ် opportunity miss ဖြစ်သွားတယ် အဲ့တော့လက်ရှိမှာပြောချင်တာပဲ Richard Leeson ကကျွန်တော်အနေနဲ့အချိန်ပေးဖို့လုံးဝမသင့်တော်တဲ့ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပြီဖြစ်ပြီးတော့ Tottenham Hotspur တင်းနဲ့လက်ရှိ Richard Leeson ကိုလာမဲ့စောင်းရသည်မှာလုံးဝရောင်းကိုရောင်းရောင်းကိုရောင်းရမယ်အယောင်စီတင်းကိုတင်ရမယ်တိုက်စစ်မှုတစ်ယောက်ဖြစ်သွားပြီအဲ့တော့ပြဿနာလက်ရှိမှာ Spurs တင်း Richard Leeson ကိုခုလက်ရှိမှာအယောင်စီတင်လိုက်ပြီဆိုကိုလိုမူဝါနီကဒါကျွန်တော် Tottenham Hotspur တင်းနဲ့ Manchester United ပွဲစဉ်မှာဒဏ်ရာကြောင့်မို့ဒါကျွန်တော်ထွက်ခဲ့ရလို့သိရတယ်မှာပါသူရတာကျွန်တော်တို့မေးရိုးက လွဲသွားခဲ့ပြီအန်တီသွားခဲ့တာဖြစ်ပြီးအခုလက်ရှိမှာ CT scan တွေတောင်မှဘာတွေဘာတွေဖြစ်လာမလဲဆိုတဲ့ပုံစံမျိုးတွေဆက်ပြီးတွေ့ရမှာအဲ့တော့စပါတင်တဲ့ခုလည်းဘလောက်တိတောင်မှဒါကိုလိုမူဝါနီကိစ္စဆိုးသွားနိုင်တယ်ဆိုလက်ရှိမှာကိုလိုမူဝါနီကာလာရှည်ဒန်ယာဖြစ်သွားနိုင်ပြီးတော့လက်ရှိမှာတော့ကျွန်တော်မက်သီးယက်စဲကတော့မှကိုလိုမူဝါနီကိုချန်ပီယံလိ squad တွေထဲမှာအစားထိုးမဲ့အထိကိုပါသတင်းတွေထွက်ပေါ်နေကြတာကိုတွေ့ရမယ်တဲ့မှာပါအဲ့တော့ စပါးသိနေခုလက်ရှိမှာသူများသိနေလက်ရှိမှာ Arsenal injury rating ဖြစ်တာဘာလို့မကြားတဲ့မှာလဲ City အသင်း injury rating ဖြစ်တာဘာလို့မသိတာဘယ်သိတာမဲ့တို့မှာနှစ်သင်းစာရှိရလဲကျွန်တော်မှာနှစ်သင်းစာပင်ညာမှာရှိလဲကျွန်တော်ပဲ left wing နေရာမှာခုချိန်မှာကျွန်တော် Wilson Udo back ကလွင့် left wing နေရာမှာကျွန်တော်ဆောင်းနိုင်တယ်လို့ဘယ်သူရှိလဲဘယ်သူမှမရှိ Xavi Simone ဝင်ဆောက်လို့ရမှာ Xavi Simone natural position မဟုတ်ဘူး right wing မှာလက်ရှိမှာနှစ်ယောက်စာရှိတယ် Brandon Johnson နဲ့ Mohamed Kudus Tottenham Hotspur အသင်းမှာအခုချိန်မှာတကယ်တမ်းနင်လားငါလားဟိဆိုရဲရှင်တဲ့အချိန်မှာ right wing နဲ့ center back တွေကလွင့် ကျွန်တော်တို့မှာနေရာစုံမှာလူမရှိဘူးနီးပြအနေနဲ့ကိုလေးရှိမှာဘီဇူးမနဲ့ဆောက်ပတ်တာတထားတဲ့ကြောင့်ဘာလင်းညာရဲ့ပါလင်းညာရဲ့နေရာမှာဘီဇူးမတော့မတုံဘူးဘီဇူးမလက်ရှိမှာဒန်ယာဘာရတော့ကြောင့်ခုချက်ရှိမှာဘာမှလုံးလုံးမရဘူးစန်တာမေဖီနေရာမှာလက်ရှိမှာလူကတ်စ်ဘာကွဲအုံနောက်ဦးကောင်းဒန်ယာတော့ကျွန်တော်ဘယ်သူမှမရှိတော့ဘန်တန်ကားနဲ့ကျွန်တော်တို့ဒါအဲ့ပေါ်နေတာကရှင်းတယ်တိုတန်ဟော့စပါတင်းနဲ့တနေရာမှာနှစ်ယောက်ပုံစံမျိုးရှိရတဲ့နေရာမှာရှိပြီတနေရာမှာနှစ်ယောက်မရှိတော့တာတွေကပုံများနေတယ် ကျွန်တော်ပြောတာရှိတဲ့ရှိတယ်လက်ရှိမှာတော်တန်ဟော့စပါတင်တယ်အခု Champion League ဝင်ထားတဲ့အသင်းတွေတော်တော်များများကတနည်းအားမနှစ်ယောက်ရှိကိုရှိတဲ့နေတာမှရှိတယ်။မမဲ့ရတာကျွန်တော် Aston Villa အသင်းနဲ့အတိခောက်ခက်ဒါကျွန်တော်ဝင်ခဲ့ပြီးကျွန်တော်မမဲ့ရမနစ်ကတာကျွန်တော်တော်တန်ဟော့စပါတင်လို့မဖြစ်အောင် Aston Villa အသင်းဒါကျွန်တော်လူတွေဆွတ်ဆက်ပြေသွားခဲ့တယ်။အဲ့တော့လက်ရှိမှာလက်ထက်မှာလည်း budget တွေရှိနေပြီ။ဒီပြကိုလည်းဒါကျွန်တော်ပြောင်းလဲဖို့တော့ Daniel Levy လည်းမရှိတော့အရင်တော့ငေါတာ Levy Levy ဆိုကျွန်တော်လည်း all လို့မရတော့အဲ့တော့ဒီနှစ်ဆောင်းရာသီမှာတော်တန်ဟော့စပါတင်ဘာလုပ်ပြမလဲ။ အခုလက်ရှိချိန်ကြည့်တော့ဒါနီးပြကိုယ်တိုင်လည်းကြောင်ပြောင်နေတယ်။ကစားသမားတွေနဲ့နီးပြနေကြတဲ့မှာလည်းကြောင်ပြောင်နေတယ်။ပြိသက်ကိုယ်တိုင်ကကိုယ်ရင်နေနဲ့ပွဲတစ်ပွဲကိုကြည့်ပြီးဆိုဘာကိုမျော်မှန်းမှန်းမသိပဲကြည့်ရမိန်းသားမှရှိတယ်။ကိုယ်ရင်သင်းကိုခံစေကြည့်ရမှာလားတိုက်စေကြည့်ရမှာလားကွင်းလေပေါ့။ United ပွဲစဉ်ကကျွန်တော်တို့ဒါဂိုးတွေသာသွင်းလို့သာအက်ဒရီနလင်းရသွားတာပဲရှိတယ်။တပွဲလုံးမှာကျွန်တော်အသင်းကျွန်တော်ဘာဖြစ်ချင်တယ်မှကျွန်တော်လုံးဝနားမလဲဘူး။အဲ့တော့အသင်းတစ်သင်းက identity ပျောက်ဆိုရင်အင်မတန်မှစိတ်ပြတ်ဖို့ကောင်းတယ်ကျွန်တော်ပြောရသေးလား။ ကစားကွက်ပြောင်းလဲတော့မူခံစစ်ကစားလို့ရတယ်ကျွန်တော်ပြောရအန်တိုနီယိုကွန်တီခစ်တော့ကျွန်တော်ဖင်ပိတ်ပြီးကာကွယ်ပြီးခဲ့တာပဲအခုချိန်မှာသုံးဘက်ဖရန့်ကိုကျွန်တော်အရန်ကာကွယ်ပေးကြတယ်ဒါပေမဲ့သူ့ဘာဖြစ်ချင်လဲသူ့ကိုယ်သူတော်သိရလားမသိဘူးကျွန်တော်ပြောရကိုပေးခင်တဲ့ပွဲစမှာကျွန်တော်တို့နိုင်သွားတယ်โอเคအဲ့ဒီပုံစံမျိုးအချိန်လေး movement တက်ယူတာဘယ်တော့မှမယူကျွန်တော်တွေအိမ်ကွေးဆိုရင်ဘာဖြစ်လို့ဖြစ်မှန်းမသိဘူးဒါပေမဲ့အဝေးကွေးကောင်းတော့လက်ရှိကျွန်တော်လာလာမဲ့ရတဲ့ဘက်မှာ North London တာမှာ Arsenal တင်းတယ်။ Arsenal တင်းကလက်ရှိပူပူလောလောမှာ Sunderland နဲ့ပွဲစမှာအမှတ်ရတာကြောင့် Sunderland နဲ့ပွဲစမှာ तू ကဖျဲပြန် ပြောချင်တာပြရွှေရွှေလေးသူ့ရဲ့မျိုးကံပြန်ဘက်ကိုသူနိုင်ပြီးတော့ momentum ယူသွားမှာဆိုတော့စပါးတင်တဲ့ wave one corner သောမက်ဖရန်ဘလောက်ညံကောင်းလဲဆိုတော့အဲ့ဒီ position မှာတွေ့ရဖို့တော့ကျွန်တော်မျှော်လင့်ရမယ်ဖျားဆူတောင်းမဲ့ဥစားကရူမေရိုဒန်ရံမပြင်းထန်ဘူးရင်မိုဟာမက်ကုတက်ဆာခုလက်ရှိမှာဂါနာတောင်နှုတ်ထွက်ထားတယ်လို့သိရတယ်မှာပါတယ်ရူမေရိုသာမပါလာနိုင်ဘူးဆိုတော့စမတ်သွားပြီတကယ်သွားပြီခင်ဗျအဲ့တော့ကျွန်တော်ဒီ recap ကိုပြောခုနကပြောသူပဲကိုပဲဟီကင်နဲ့ပွဲစဉ်ကပွဲစဉ်ရင်းနဲ့ဘာမှမဆိုင်တဲ့ united နဲ့ပွဲစဉ် ။ဒါပါဒီနေ့ညဒီလောက်ပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0 TV for you တို့မှာအကျဉ်းလူစံပေါင်ကူညီလို့ရပါတယ်။မြန်းများလေးလက်ကလစ်ဖို့မမီကြပါနဲ့ဦးပြအောက်က comment တွေထဲမှာလေ Youth Sport Media 3.0နဲ့ TV for you ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်ကိုများစွာကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးပို့ကျွန်တော်အားပေးလို့ရပါတယ်။မြန်းများလေးလက်ကလစ်ဖို့မမီကြပါနဲ့ဦး။မြန်းများကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်။ကျွန်တော်တော့ကုန်ပြီပေါ့ဗျ။ဒေးပါပါဗျ။